နှစ်ရသားမိမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတသက်စင်အောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ26ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာတငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့ဒီနေ့အတွက် တူနဲ့တူကမဖြစ်ဆလောက်ပြဿနာလေးဟာစပြီးတူနဲ့တူကအစင်မပြေဖြစ်တတ်တယ်ရင်ကိစ္စစပစ္စည်းကိစ္စဆက်ရန်တရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းဒီနေ့တော့ပြောစကားများ ပြောဆိုဖြစ်ရှင်းပေးရတာမျိုးတွေကြုံပြရတတ်တယ်အလုပ်ထဲမှာလည်းအခွင့်အရေးကောင်းနေရတာ အောင်မြင်မှုကြီးကြီးမားမားတွေရရှိတာမျိုးတွေလည်းဒီနေ့မှကြုံတွေ့ရတတ်တယ်ချစ်သူက ချစ်သူစီကနေပြီးတော့လည်းတရင်ကောင်းတွေကြားရတတ်တယ်ကျမ်းမာရေးအနေနဲ့ရင်ပတ်အောင်နဲ့ရင်ပတ်နာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာနနသည်ကလူပြားမှာဖြစ်ပါလိမ့်ရှင် ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိထသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်ဝေမပါစေ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှာ အဖက်ဖက်ကနေပြီးတော့ကံအခွင့်အလန်းတွေအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့အာယုံကျော်နဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှလည်းကြည်နူးချမ်းမြေ့စရာများနဲ့ကြုံတရားတက်ပြီးတော့အိမ်တော်ရေးမှာတော့အစင်မပြေမှုတွေများနေတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၈ဖြစ်ပြီးတော့ အကျိုးပေးတဲ့အရာမှာအပြာရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအိမ်ရှိဖ ia မှာကောင်းခြင်းပေါင်းကလူပေးရမှာဖြစ်ပါတယ်ရှင်။ကိုနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှာပါစေ။ 2025ခုနှစ်အောက်တိုဘာလ26ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ ချံဖန်ပြီးတော့ဝေဖုန်ချေးကြတွေကတအားကြီးကိုညနေတက်တဲ့စီလိုအပေါက်ရှာပြီးတော့ငွေကြီးတွေလည်းထွက်တာတအားများတက်တဲ့အလုတ်ထဲမှာလည်းကိုကိုအတိုက်အခံအတိုက်အခါအနောက်ရက်ပေးတဲ့သူတွေနဲ့တာကြုံရတတ်တဲ့အိမ်နွေးမှာလည်းမတာမယာကြီးဖြစ်နေတတ်တဲ့တိမ်လုံးနဲ့တယောက်ဆိုသလိုမျိုးတွေဒီနေ့အတွက်ဖြစ်နေတတ်တဲ့ဂျမ်းမကြီးအနေနဲ့ဘိုက်အောင်တဲ့ဘိုင်းနာတဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူစီမလည်းမင်္ဂလာတည်င်းတည်င်းကောင်းကြရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့သုံးဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်ရည်ကလူပြားမှာဖြစ်ပါတယ်ရှင်။ခொနီရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနှိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟောစတဲ့ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာအလုံးမှာမျော်လင့်မထားလောက်အောင်တိုးတက်မှုတွေပြောင်းလဲမှုတွေနဲ့ကြိုလျတတ်တဲ့ ငွေကြေးကံလေဒီနေ့မှာအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်အဖက်ဖက်ကနေလေကံအခွင့်အလမ်းတွေတအားကြီးကောင်းနေတဲ့တဲ့ဘာပဲလို့လို့ဘုရားပူဇာသမီးများအတွက်ဒီနေ့အတွက်ရဲရဲသာလှူဆောင်ပါအစဉ်ပြေအောင်မြင်မယ်နော်ကျမရဲ့အနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီးရေးမှလည်းတာရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့ နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာ ကောင်းရင်ပေါ့ကက်လူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ဇာတာပရိသတ်သမီးများအတွက်ဒီနေ့ဒါဟောစဒန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာသာသမီအောက်လက်ငယ်သားတဦးအတွက်တယောက်အတွက်ကိုတော်တော်လေးကိုစိတ်ညစ်ရတာစိတ်ရှုပ်ရတာစိတ်တော့ကဖြစ်စရာများနဲ့ကြုံပြရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးသွားအလုံးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးသွားရင်လည်း ကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ဒီနေ့တော့ကြုံပြရတဲ့တဲ့အချီးရေးမှလည်းဒီနေ့မှဝေးလေကောင်းလေဖြစ်နေတဲ့တဲ့ကျမ်းမာရေးအနေနဲ့သတိထားနော်ခြေတော့မှာမတော်တဆထိခိုက်တန်ရရတဲ့တဲ့အချိုးပေးတဲ့ကနန်းကတော့သုံးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအပြာရောင်နဲ့နက်ပြာရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအရှိဖျားမှာပဲမုတ်သုံးခု ကလူပေးရမှာဖြစ်ပါတယ်ရှင်။ကိုနေရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးသွားရင် နေရာကောင်းရတာနာမည်ကောင်းရတာလူကြီးကြီးကဲတွေကကိုယ်ထောက်ပံ့တာကူညီတာအလုံးမှာနာမည်ကောင်းနေရတာမျိုးတွေဒီနေ့အတွက်ကြုံရတတ်တယ်အချီးင်းနဲ့အိမ်တော်ကြီးမှာတော့စိတ်အလိုမချမှုတွေနားနေတတ်တယ်ကြံစီထားသမျှအရာတွေကို ဒီနေ့အတွက်မှာရရဲ့တင်းတင်းလှုပ်ဆောင်ပါအရှင်ပြေအောင်မြင်မယ်နော် ဈာမရေးအနေနဲ့ဘိုက်အောင်တဲ့ဘိုက်လာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၈နဲ့၄ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်ရေရရအနေနဲ့မိမိအင်ရှိဖျားမှာဘိုလ်လို့ရေပေါ်ကလူဖျားမှာဖြစ်ပါတယ်ရှင်ခொနည်းရသာပြီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွဲမပါစေ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ စနေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ ကံအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကြံစီသားသမီးအရာတွေဒီနေ့မှရရဲ့လှုပ်ဆောင်ပါအစဉ်ပြေအောင်မြင်မယ်နော်။ အစုဆက်သူရှယ်ယာကိစ္စတွေစာချုပ်ကိစ္စတွေကိုတော့ဒီနေ့အတွက်မှာအထူးသတိထားပြီးဆောင်ရွက်နော်အရှင်မပြေတာမျိုးတွေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေခံစားရတတ်တယ်ဒီနေ့မှာငွေကြေးကံကောင်းတယ်နော်ချစ်သူစီကနေပြီးတော့လေမမျောလင်းပဲနဲ့ဒီနေ့အတွက်လက်ဆောင်ရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာ အနီရင်းရင်းအရောင်နဲ့ကြက်သေးရောင်ပဲဖြစ်ပါလေရေလျာအနေနဲ့မိမိအိမ်ရှိဖျားမှာဈီးဖြော်ရေးကက်လူပေးရမှာဖြစ်ပါလေရှင်